လူစင်းရဲပင်မဲ့သရတရားမစင်းရဲပင်ငလင်ဘေးမှာပရာဟိတဂါရီကိုရေခဲတော့အခမဲ့ပေးနေလို့လူပြောများနေရဲ့ဈေးတယ်လေပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင် insider page ကနေပြန်လဲကြိုဆိုလိုက်ပါတယ် အခုချိန်အင်တာနက်မှာနာမည်ကြီးပြီးတော့လူပြောများနေရတာကတော့လမ်းဘေးမှာဆိုင်ကယ်ဘေးတွဲလေးနဲ့ဈေးရောက်နေတဲ့ရေကဲတုပ်တယ်လေးဖြစ်ပါတယ်။အစောပိုင်းရေကဲတုပ်တယ်လေးရဲ့ပုံစံကိုကြည့်ရတာကရေကဲဖော်ဘူးလေးနှစ်ဘူးကိုလမ်းကဆိုင်ကယ်ဘေးတွဲမှာတင်ထားပြီးတော့အဝိအစားခန့်နှံနှံနဲ့ရေကဲတုပ်ရောင်းတဲ့ဈေးတဲ့အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့အစောပါရေခဲထုတ်တယ်လေဟာငလင်ဘေးကိုလာလို့တဲ့ပရိုက်တာကားတွေခရီးသွားကားတွေကိုသူရောင်းတဲ့ရေခဲထုတ်လေးတွေကိုအခမဲ့လိုက်လံဝေငှပေးနေကြတာဖြစ်ပါတယ်။ရေခဲထုတ်တယ်လေကသူတို့ဒေသမှာကြာရောက်သွားတဲ့ရေငလင်ဘေးကိုလာရောက်လှူဒန်းကြတဲ့ပရိုက်တာအလူရှင်တွေအညာနွေနေပူပူမှာရေခဲထုတ်လေးစားပြီးခဏတာဖြစ်ဖြစ်ရင်အေးစေဖို့အတွက်သူကိုယ်တိုင်ကနေပူပူတဲ့ထွက်ပြီးလာသမျှကားတွေကိုတစည်းပြီးတစည်းရေခဲထုတ်တွေအခမဲ့လိုက်လံဝေမျှနေကြတာဖြစ်ပါတယ်။ တယ်။ဒီလိုမျိုးရေကဲတုပ်တွေကိုပေးတဲ့အခါမှာလည်းအဆိုပါရေကဲတုပ်တွေလေးကလက်နှစ်ဖက်နဲ့ရိုးရိုးသေးသေးပေးတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။တကယ်ဆိုရင်သူလူလိုက်တဲ့ရေကဲတုပ်လေးတွေကသူ့အတွက်တနေ့စာဝင်ငွေတွေဖြစ်မှာဖြစ်ပါတယ်။ဒါပေမဲ့ငလင်ပေးတဲ့နေတဲ့ပြည်သူတွေကိုလာရောက်လူတန်းတဲ့အစည်းအဝေးရှင်အလို့ရှင်တွေကိုတန်နိုင်သမျှအင်အားလေးနဲ့ကျေးဇူးတုံ့ပြန်ခြင်းပုံရှားပါတယ်။ဒါကြောင့်လည်းအခုချိန်မှာအင်တာနက်ပေါ်မှာမြင်းငလင်ပေးမှာလာလှူတဲ့သူတွေကိုရေကဲတုပ်အခမဲ့ပေးနေတဲ့ဈေးတွေလေးကတော်တော်လေးလူပြောများနေပြီဖြစ် ်ပါတယ်။အထူးသဖြင့်တော့ပရိုက်တာလုပ်တဲ့အကိုရီအမရီပင်ပန်းနေကြမလားဆိုပြီးတော့ရင်ထဲမှာရုပ်ဖိတ်ကြလာတဲ့ကိုချင်းစာတရားနဲ့ဖြစ်လာတဲ့မုံမြတ်တဲ့အစေတနာမြတ်တာတရားတွေကြောင့်ဒီလိုမျိုးသူ့ရဲ့ချွေးနှဲစာလေးနဲ့လူတန်းပြစ်တာလို့ဆိုပါတယ်။သူရောင်းကြတဲ့ရေခဲတော့ကတန်ဖိုးမကြည့်ပေမယ့်ရာသီဥတုအပူကြောင့်ဖြစ်လာတဲ့အမောလေးကိုတော့ပြေနိုင်ကောင်းပါရဲ့ဆိုတဲ့စေတနာနဲ့ဝေးမြပေးနေရဖြစ်ကြောင်းပြောခဲ့ပါတယ်။အလုံးလေးသိကြတဲ့အတိုင်းခုဆိုရင်တော့တချို့သောလူတွေကလာလူတဲ့လူတွေကိုတောင်းဒုံနဲ့ရိုက်ကြတာတွေ ်လူကြတာတွေရှိပါတယ်။တချို့သောလူတွေဆိုရင်ပရာဟိတဗန်းပြပြီးတော့လှုပ်ရှားကြတာတွေတောင်ရှိပါတယ်။ ဒါပေမဲ့လေစကိုင်းမျိုးကရေခဲတုတ်တယ်လေးကတော့ဆိုင်ကယ်စုပ်လေးနဲ့စေတနာတွေကြီးမားစွာနဲ့သူတို့မျိုးလေးကိုလာရောက်လူတန်းတဲ့သူတွေကိုကျေးဇူးတုံ့ပြန်နေရဖြစ်ပါတယ်။လူတယောက်ကတော့ရေခဲတုတ်တွေလာသမျှကားတိုင်းကိုလှူပေးနေရတွေ့ရင်စိတ်ပူမိရာတခုတော့ရှိရင်နောက်နေ့ဈေးပြန်ရောင်းဖို့အရင်တောင်ရှိပါမလားဆိုပြီးပြောနေကြပါတယ်။ဒီလိုမျိုးလူစင်းရဲပေမဲ့စေတနာမစင်းရဲတဲ့ရေခဲတုတ်တယ်လေးကိုအခုခါမှတော့ရန်ကုန်မြို့မြောက်ကလာကစီးပွားရေးလုပ်ငန်းရှင်တအူးကရေခဲတုတ်တယ်လေးရဲ့စိတ်ဓာတ်ကိုသဘောကျမိလို့သူ ရဲ့အိမ်မှာလျှက်စစ်မိတာရှိမယ်ဆိုရင်ကိုပိုင်ရေခဲထုံးနဲ့ရေခဲစက်နဲ့စားကန်အသေးလေးကိုလှူခြင်းကြောင်းပြောလာခဲ့ရဖြစ်ပါတယ်။ဘာပဲပြောပြောမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့မြင်းငလင်ကြီးပြည်ရဲ့နောက်ပိုင်းလူတွေရဲ့စိတ်ရင်းအမှန်ကပေါ်ပေါက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။လူတော်တော်များများကမြင်းငလင်ဘေးတင်ပြည်သူတွေကိုစာနာစိတ်အပြင်းနဲ့တနိုင်သမျှကုညီလူတန်းကြတာတွေရှိသလိုတချို့ကလည်းအလူပစ္စည်းတွေကိုမောင်းပိုင်းစီရတွေနည်းနည်းလှူပြီးတော့များများတဲ့ပုံရိုက်တဲ့ဟန်ပြပရာဟိတသမားတွေလည်းအများ ားကြီးရှိနေပါတယ်။တချို့ဝိသမလောဘဒါရီဆိုရင်လူတွေဒုက္ခရောက်ချိန်မှာဈေးတင်အောင်ကြတာတွေလည်းရှိပါတယ်။အခုချိန်မှာတော့ရေခဲတုတ်တယ်လေးကသူ့ရဲ့စိတ်ရင်းအမှန်ကိုပြသလိုက်တာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစေတနာရှင်ရေခဲတုတ်တယ်လေးပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုပြောသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။